ဒိုင်မက်စတိုရီရဲ့ပရိသတ်များအားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ပရိသတ်တို့ကစာရေးသူမောင်ခန့်ခန့်ရေးသားထားတဲ့အဲ့တဲ့အစိမ့်တစ်ပတ်ဆိုတဲ့ဇလံလေးကိုနားဆင်ရမှာဖြစ်ပါတယ်ဟုတ်ကဲ့ဒီနေ့ရဲ့ဇလံလေးကိုတော့ကျွန်တော်နေလင်ကတင်ဆက်ပေးတော့မှာပဲဖြစ်ပါတယ်မန္တလေးမြို့တကြံအတက်နေရေကစားသူတွေရဲ့အတန်တွေဟာနေရာအနက်မှာပြောင်းလဲလို့နေပြီးတော့တကြံရေကစားတဲ့သူတွေဟာတနစ်တာတကြံပွဲတော်ရဲ့နောက်ဆုံးနေ့ဖြစ်တာကြောင့်နှုတ်ဆက်ပွဲဖြစ်နေအပြိုကြီးပြောနေပါတယ်အမျိုးကြီးမျိုးကတန်ကုန်ဟစ်ခဲနေပြီးတော့ တယောက်နဲ့တယောက်နောက်ပြောင်ကြည်တယ်လို့လည်းနေပါတယ်။တကြံတွေနေလေခင်ရဲ့ကိုဘူးရှိန်ကတော့အန်တုပြီးတော့ကားနဲ့တမျိုးမြင်းလေးနဲ့တပုံစပိန်နဲ့တသွေးတကြံဘွေတော်ကိုဆင်နွေကြပြီးတော့တကြံအကြအနေနဲ့တကြံအကြက်နေတွေမှာရှေကစားတဲ့သူတွေအားစတော့နေကင်းဘက်မှာမဟာမြတ်မုနိဘုရားကြီးအရေးကခိတအနာယူခိုးလုံးလေးရှိပါတယ်။တချို့တွေကတော့မန္တလေးတောင်ရိပ်ကိုခိုးကြပြီးတခြားတခြားသောသူတွေကတော့ရန်ကင်းတောင်ထိပ်မှာဥပိန်တရာထိပ်မှာ စသည်စသည်ဖြင့်အဖွဲလိုက်နားခိုကြပါလေ။တကြံတက်တွေကိုရောက်ပြီးဆိုတော့ရှေကစားတဲ့သူတွေအားလုံးလုံးလုံးကုံဆုံးသွားမဲ့အချိန်ကိုနှမျောတတ်တာနဲ့နေကင်းဘက်မှာအနာမယူကြတော့ပဲတနေကုန်တနေကန်ပျော်ရွှင်လျက်ရှိနေပါလေ။တကြံရသည်ဧပြီလရဲ့မိုးတဲ့နေ့ဟာတရှိန်ရှင်တညင်ကြီးနဲ့အားမှန်ပြေပူပြင်းလုံးလာပါလေ။အဲ့ဒီလိုပဲ84လက်နဲ့26လက်တော့မန္တလေးစည်းရုံကြီးရဲ့မြောက်ဘက်စိတ်ဓာမဟီရထဲကအင်းအိမ်ပါလေ။ ဦးကြီးတခင်ဖောက်ရင်ကြီးရဲ့ကျဲပါရဲ့အခြေအနေကြောင့်လူလုံးမလအပူလုံးကြော်လျက်ရှိနေပြီးဖောက်ရင်ဖြစ်သူဦးထင်အောင်ရဲ့တည်ရင်ရှည်ရဲ့အခြေအနေကြောင့်ဇနီးဖြစ်သူနဲ့မိသားစုအားလုံးဟာစိတ်နှလုံးမသားမရဖြစ်နေပါတယ်ဦးထင်အောင်ရဲ့အသက်ရှူနှုန်းဟာနေကွေလေးလံလို့လာပြီးတော့မိနစ်ပိုင်းအချိန်ကစတင်ကအမောဖောက်လာခဲ့ပါတယ်ရှမ်ပန်ရင်ကသတိလစ်သွားပြီးတော့မိသားစုဆရာဝန်ကလည်းအချိန်မလက်ဂယုပြုကစောင့်ကြကုသပေးနေပါတယ်ခက်တာက အပြားပြည်သူတို့ရဲ့တကြံပွဲတော်နှွေးပြော်ကြတဲ့စုညံတရရဘလို့မှတာစီပြိပိန်လို့မရချင်းဖြစ်ပြီးတော့ဥတီအောင်တို့အိရှိကအတူပါချင်းကိစ္စဟာအပြဲထားဝရလို့လို့ရှိနေတတ်ပါတယ်တချို့သူတွေဟာစေယုံကြီးရဲ့မြောက်ဖက်ရှေခွေးရုံရှိရာလမ်းကို အလောင်းစီသူလမ်းလို့နောက်ပြောင်ခေါ်ဆိုကြပါတယ်ဥတီအောင်ရဲ့မိခင်ကြီးဒေါ်ဘာတင်ကတော့သူ့ရဲ့သားလေးကိုပဝင်းကြီးကစုညံတရကြောင့်မကောင်းတဲ့စိတ်ဆွဲလမ်းမှုအာယုံတွေ အကုဒ္ဒကံနဲ့မတည်စီလို့ဒီမှာအမှန်ပါ ကောင်းမှုကုဒ္ဒစိတ်အာစိဏကံနဲ့တည်လို့မှတာဥထေအောင်ကိုဘဝကိုကောင်းစေချင်ပါတယ်ဥထေအောင်ဟာသတိမရတဲ့ချက်ရတဲ့ချက်နဲ့အဲ့ဒီအချိန်လေးအတွင်းမှာအရှိလက်မဘက်ကအတုပချလာတဲ့ကာရန်စီကယောဂီတွေရဲ့တရားတံပြန်ရုပ်စုံတန်ကိုကျက်ရပြီးအဲ့ဒီအတန်တွေရဲ့တင်ငေတာကအတုပချလာပြီဆိုတဲ့သဘောပါဟဲ့ဟဲ့ငါမြင်အတုပချလာတာနဲ့တူတယ် အသေးတံဖြစ်နေတဲ့လူမမရှိလို့ဒီနားမှာမရွတ်ပါနဲ့ဦးလို့တော်ကြလိုက်ပါအောင်ခွဲဒေါ်ပါတည်ရဲ့မြေဖြစ်သူမဝင်းကလည်းအိမ်လေးကနေအလေးမြန်ထွက်လို့တရားတံပြန်ရွတ်စုရခေါစီကိုအပြေလွာသွားကတားလိုက်ပါလေအလိုက်တိတဲ့တဲ့မြမလူမျိုးတွေရဲ့ဒလိတဘာဝဖြစ်တာကြောင့်တဝေကဓမ္မလေးကရွတ်တဲ့တွေဟာချက်ချင်းပဲရှက်ဆိုင်ပေးလိုက်ပါလေအပြေသွားစီမှာသာမဏေကားကိုမဝင်းတယောက်မကြည့်ခဲ့မိပေမယ့်အပြံမှာဂယုတဆိုင်ကြည့်လိုက်တော့ ။စာပနာကားရဲ့ဘေးတစ်ဘက်ကလွမ်းသူဘန်းငွေမှာမောင်တစ်တိုင် အသက်23နှစ်တွင်လွမ်းသူဘန်းငွေဆိုတဲ့စာတန်းကြီးပါ။အဲ့ဒီစာတန်းကိုမြင်ရတော့မော်ဝင်းစိတ်မကောင်းဖြစ်သွားပြီးတကြံအကျက်တွေတို့ကအပြိုကျူးပြီးတော့တကြံကားပေါ်ကလိမ့်ကြကရုတ်ရက်ကွယ်လွန်ခဲ့တဲ့မောင်တစ်တိုင် ဖြစ်နေတာကြောင့်ပါ။အသက်ငယ်ငယ်ရွယ်ရွယ်မှာအပြိုပါနဲ့အသက်ကိုလဲလဲတလို့ဖြစ်နေပါလေ။စိတ်မကောင်းခြင်းများစွာနဲ့မော်ဝင်းတယောက်အိမ်ထဲကိုဝေလာခဲ့ပြီးအတူပါဇာမနာကလည်း အိမ်ရှိကို ရောက်နေပါပြီဒီလိုမှပဲအသေးအံလူမမာဥတီအောင်ရဲ့ဂရေစီကအော်ဟစ်တံတွေစူညံလို့သွားပြီကျွန်တော်တင့်နေပါကျွန်တော်ကဲကြပါငါရွှေတွေပြန်ပြီးငါရွှေတွေပြန်ပြီးကြဥတီအောင်ရဲ့တုတ်ပြားစီကသူ့ရဲ့အတန်းနဲ့မတူတဲ့အတန်းနဲ့အော်ဟစ်တောင်းဆိုနေပြီးအနည်းပါကဖီတာစုတွေဟာလည်းနားမလည်နိုင်အောင်ဖြစ်သွားကြပါတယ်စကားကောင်းကောင်းမပြောနိုင်တဲ့ဥတီအောင်ရဲ့အတန်းဟာ အခုအခါမာကျော်လို့လာပြီးတော့ဦးထိအောင်တယောက်တေကာဒီဆွေးပြီဆွေးရဂေယောင်ကလေးနဲ့အော်နေတယ်လို့မိသားစုတွေယူဆကြပါတယ်။ဒါပေမဲ့အဲ့ဒီအကြောင်းအရာကိုသိရှိနားလည်လိုက်သူက မောင်ဝင်းတယောက်သာရှိပါတယ်။ယုတိရဲ့ကွယ်လွန်ခဲ့သူမောင်တိနဲ့ဟာ သူ့ရဲ့ခန္ဓာကိုယ်ကိုဆွဲလန်းပြီးတော့အစိမ့်တစ်ပတ်ဖြစ်သွားပြီးကက်ပါလာဟန်ရှိပါတယ်။သူတေဆုံးစိန်ကဝစ်စင်ထားခဲ့တဲ့ရှူတွေကိုတစုံတယောက်ကလည်းဖြုတ်ယူထားရရပါတယ်။ ဲ့ဒီအကြောင်းအရာတွေကိုအကူကြီးတောင်းလို့တာကြောင့်ကံရိတ်နေသူဥထိအောင်ကိုအခါခွင့်တင်လို့အစိမ့်တစ်ပတ်ဘဝနဲ့ဝေရောက်ပူကဲပြောဆိုခြင်းဖြစ်ပါပါမောင်တိတရဲ့အလောင်းတင်ထားတဲ့ကားဟာဥထိအောင်ရဲ့နေအိမ်ကိုကျော်လွန်သွားတာကြောင့်ဥထိအောင်ရဲ့နေအိမ်ကိုဆောက်ရှောက်တဲ့နေတွေဟာကြာရှည်စွာနေခွင့်မပေးတာကြောင့်ရှာရှည်စွာပူခဲ့ပြောဆိုနိုင်ခြင်းမရှိပေနဲ့အဲ့တဲ့အစိမ့်တစ်ပတ်ဖြစ်နေတာခိတဝင်းရောက်ပူခဲ့သွားတာပါကွယ်လိုသူမောင်တိတရဲ့ခင်ဗျားကတော့ သူပြောလိုတဲ့အကြောင်းအရာတွေကိုပြည့်စုံစွာ ပြောပသွားရတာကြောင့်လူသားသောမိသားစုဟာလည်းဟိုတိုဝါတာနဲ့တွေ့မိကကြံခဲ့ပါတယ်။နောက်ထပ်တလားလောက်ကြာမှဦးထင်အောင်ရောခေါင်းစွာ ကျမ်းပါလာခဲ့ပြီမေ။တေကြီးတယောက်ကိုကြောက်ရွံ့လာဟန်ရှိပါတယ်။အိရှိကအတုဝချသွားလိရှိတဲ့ကားထဲကိုမကြည့်လို့မမြင်လို့ပဲဖြစ်နေပြီ။မိခင်ဖြစ်သူဒေါ်ဘွားတင်ကလည်းစိတ်ကြည်မရှိလာတဲ့အမင်္ဂလာအမြင်အကြားတွေကိုမမြင်တွေ့လို့ကြောင်းစကားဆိုးလာပါတယ်။ဒီလိုနဲ့ ဦးထီအောင်တို့မိသားစုနဲ့စေယုံကြီးမြောက်ဘက်ကနေအိမ်ကိုရောင်းချပြီးတော့မန္တလေးမြို့ရဲ့တခြားတနေရာရက်ွက်တစ်ခုကို ပြောင်းရွှေ့လို့သွားပါတယ်။ဟုတ်ကဲ့ပါပရိသတ်တွေခုနဆင်ခဲ့ရတဲ့ဇလန်လေးကတော့စာရေးသူမောင်ခိုင်ခဲရဲ့အဲ့တဲ့အစိမ့်တပတ်ဆိုတဲ့ဇလန်လေးပဲဖြစ်ပါတယ်။ဆက်လက်ပြီးတော့ပရိသတ်တို့ကဖုတ်ဝေခဲ့ရသောဒေါ်ရွှေတော့ဆိုတဲ့ဇလန်လေးကိုတားဆင်ရပါပါ။ဒေါ်ရွှေတော့ဟာခါပိုင်ရွာကဦးလုံးမောင်ရဲ့ဇနီးဖြစ်ပြီးတော့ အသက်က90နှစ်အရွယ်ရှိပြီးဦးလုံးမောင်နဲ့ဒေါ်ရွှေတော်တို့မှတားတရသမီးနှစ်ယောက်ထုံကားခဲ့ပါတယ်။တားနဲ့သမီးတွေဟာအရွယ်ရောက်ပြီဆိုတဲ့ကအတီးအီးအိမ်တော်ကြလို့သွားပြီးတော့တားသမီးတွေတော်ထုံကားလို့နေပါပြီ။သမီးတွေဟာရကမအိမ်မှာလက်နေတာကြောင့်တားဖြစ်သူမောင်ထိုးဦးတယောက်သာမိဘတွေနဲ့အတူနေပါတယ်။ဖခင်ဦးလုံးမောင်ဟာအသက်အရွယ်ထောက်လာပြီဖြစ်တာကြောင့်မောင်ထိုးဦးဟာဖခင်ရဲ့လက်ငုပ်လျင် လေယာဉ်လုပ်ငန်းတွေကို ဆက်လက်အမွေခံလှုပ်ဆောင်နေရပါတယ်။မောင်တို့ဦးဟာမိဘနှစ်ပါးရဲ့အပေါ်မှာရှူတီကန်းဆိုင်လို့ဖြစ်ပြီးတော့အဝိအထေအစာတောက်ကစားလို့လူလေးသေးမရှိအောင်ထားပြီးအဲ့ဒီလိုပဲချိမဖြစ်သူမကင်တင်းကလည်းသူ့ရဲ့မိဘတွေတိမ်ပါတော့တာကြောင့်မိဘတွေကိုစားရကမဖြစ်တဲ့ဥလုံးမောင်နဲ့ဒေါ်ရွှေတော်တို့ကို မိခင်ဖခင်အရာမှထားလို့အစအစအရာရာကျင်းမီပြုစု ဆောင်ရှောက်ခဲ့ပါတယ်။ဥလုံးမောင်ဟာဖျားသွားကြောင်းတဲ့ ရဲရွာလူမှုရေးကိစ္စတွေကိုလောက်ကင်ဆောင်ရွက်ရင်းနဲ့ကျမ်းမာပြောစင်းစွာရှိပေမဲ့ဒေါ်ရွှေတို့တယောက်ဟာဆိုတော့လူကြီးယောဂနဲ့မကြာခဏဆိုသလို နေတယ်မကောင်းဖြစ်ပါတယ်တရှောင်းရှောင်းနဲ့မကျမ်းမာတဲ့ဂျားတွေကစီပွားရေးချို့တဲ့တမီးကြီးအတွက်လည်းအငြင်းတန်းပူပင်တော့ကဖြစ်ရပါတယ်ကျမ်းမာရေးမကောင်းရတဲ့အထင်မှာတမီးကြီးအတွက်ပူပင်ဆိုရင်စီဖြစ်ကစိတ်ထောင်းလို့ကိုကြီးဖြစ်နေပြီးတော့အဲ့ရထဘုံဘုံလဲလို့သွားပါတယ်မိခင်ကြီးဒေါ်ရွှေတို့နေတယ်မကောင်း မကျမမဖြစ်တယ်ဆိုတဲ့ကတားနဲ့ချိမဖြစ်တော့မောင်တွန်းဦးနဲ့မိုက်ခင်တင်တို့ဇနီးမောင်နဲ့ဟာပြပြတလဲပဲပြုစုဆောင်ရှောက်ကြပါတယ်။တမီးကြီးဖြစ်သူမတ်တင်ပေါ်နဲ့တမီးငယ်မခင်ပေါ်တို့ကတော့လက်လုံလက်စားတွေဖြစ်လာကြောင်းရှမ်ပန်ရင်ဟာသာလာရောက်ပြုစုနိုင်ပြီ။ဒေါ်ရှိတော့ရင်ယောဂဟာလူကြီးယောဂဆိုတော့ဆေးစရာတွေနဲ့ခေါယူ ကုသပေမဲ့ကျမ်းမာကြီးဟာပျောက်ကင်းသွားတယ်လို့မရှိပါဘူး။အဲ့ရထက်မှသာလဲလျောင်းလို့နေပြီးတခါတလေမျိုးကမှယူ စာတောက်ဖျားရင်းနဲ့ကျင်းမေးပေမယ်ဟုတ်ဒီပတိမစားနိုင်တော့ပါ နာရာရှိလူမမာရောရတဲ့ကြီးဘဝနဲ့ဒေါ်ရွှေတော့ခင်ဗျာအိယာထမသာလဲလျောင်းလို့နေရပါတယ်စကားတန်တွေကလည်းအရင်နိုးလာလို့ကြေကြေလောင်လောင်မပြောနိုင်မေခင်မုံဖြစ်သူဦးလုံးမောင်နဲ့မောင်ထုံးဦးတို့ဇနီးမောင်နဲ့ကတော့ဒီတောင်ကကြုံနိုင်မှာမဟုတ်ဘူးလို့လေယူဆလို့ထားပါတယ်အဲ့ဒီလိုနဲ့အများတွေ့တင်ထားတဲ့အတိုင်းပဲဒေါ်ရွှေတော့ခင်ဗျာထမင်းဟင်းလျာတွေကိုကြောင်သာလောက်သာစားနိုင်ပြီးတော့ ရေကိုယ်တော်ကောင်းကောင်းမတော့နိုင်ပေခန္ဓာကိုအယိုးရောအရေးတင်ပေရှိတော့ပါလေရှမ်ပန်ရန်ခါမှာအမောဖောက်လာပြီးတော့အိမ်လူအိမ်သားတွေဟာမိခင်ဖြစ်သူဒေါ်ရှိသောတေမဲနေကိုစောင့်လို့ပြုစုနေရပါလေစောင်းကိုနွေအကူအညာနွေရဲ့တပေါင်းနေဟာပူပြင်းလွန်းလာပြီးတနေ့သောနေ့လယ်ပိုင်းမှာနေနေရဲ့အပိုးရှင်ဟာလူကောင်းနေအဖို့ခံရခက်လာပါလေလီဝေနဲ့အတူလီဘူးတွေဟာဥလုံးမောင်တို့အိမ်လေးကိုဖျက်တမ်းတိုက်ခတ်လို့သွားပြီးတော့ ဲ့ဒီအချိန်မှာဒေါ်ရွှေတော့ကအပြင်းထန်အမောဖောက်ကအသေးအတန်ဖြစ်နေပါလေ။နှကောင်ကလည်းကောင်းကောင်းအသက်ရှူနိုင်ဟန်မတူဘဲနဲ့ပါဇက်ကိုဟားလို့နှကန်းလေးလှုပ်ကလှုပ်ကနဲ့ဖြင်းညင်းစွာ အသက်ရှူနေရပါလေ။ဝင်းတက်တစ်ချက်ထွက်တက်တစ်ချက်ဟာအလံကွာလုံးလာပြီးတော့ခနာကိုကြီးကလည်းငြိမ်သက်လျက်ရှိနေပါလေ။အဲ့ဒီလိုနဲ့ညနေဆောင်နေရင်သူငင်ကိုရောက်ရှိလို့လာပြီးဒေါ်ရွှေတော့တယောက်ဖြင်းညင်းနဲ့နှုံနဲ့အသက်ရှူနေစေပါ။ ဒီတော့မှပဲအိမ်တော်ဘေးမကြီးပင်ကကြီးတို့ရဲ့စူပေါင်းအာတန်းကိုကြားရပြီးခြံစည်းရိုးအကရန်ကင်မဲလာတဲ့လမ်းမဘက်စီကခွေးဥတန်းတွေဟာလေစုံညံလို့သွားပါတယ်ဒေါ်ရွှေတော်ရဲ့အသက်ရှူသွင်းမှုဟာဗဇက်အဟောင်းသားနဲ့ထွက်သက်တစ်ချက်မှရက်သွားပြီးတာသမီတွေနဲ့ချွေးမဖြစ်သူဒေါ်ရွှေတော်တေးတာနဲ့အော်ဟေးငိုယူကြပါတယ်အားလုံးကတော့ဒေါ်ရွှေတော်တေးပြီလို့ယူဆလိုက်ပါတယ်ဒေါ်ရွှေတော်ရဲ့နှကန်းတွေဟာပြန်လေအသက်ဝင်လို့လာပြီးတော့ တုံးညင်းတဲ့အတန်နဲ့စကားဆလာပါတယ်။သမီးတို့ဘာလို့ငိုကြတာလဲကွေ။အမေဘာဖြစ်လို့လဲ။ဒေါ်ရွှေတော့ရဲ့စကားတန်ကြောင့်သမီးတွေနဲ့ချင်းမတွေရဲ့ငိုတန်တွေဟာတိတ်ဆိတ်လို့သွားပြီးတော့ဒေါ်ရွှေတော့အနီကအိမ်လိုအိမ်သာအားလုံးနဲ့မျက်လုံးအဝိုင်းတာနဲ့မြင်သက်စွာအံ့အားသင့်နေပါတယ်။တယောက်မျက်နှာတယောက်ကြည့်လို့ဒီချိန်မှာသမီးကြီးဖြစ်သူကအမေမသေးသေးဘူးနော်။ဝမ်းတာလိုက်တာအမေရဲ့။ဝမ်းတာအာရနဲ့ပြောလိုက်တော့ တော်ရှည်တို့ဟာအချိန်နည်းငယ်အတွင်းမှာမျက်လုံးနှင့်ဖွင့်လာပြီးချက်ချင်းလက်ငင်းဆိုသလို ကျမ်းမာတဲ့အောင်ရှိလာပါတယ်။အဲ့ရထက်ကမထပဲခြေလက်အနေငယ်လှုပ်ရှားလာပြီးတော့တော်ရှည်တို့ရဲ့မိသားစုအားလုံးလည်းဘလို့အကြောင်းမှတွေးထင်မှုမရှိပဲပြန်လေကျမ်းမာတက်တာလာတယ်လို့ထင်ကြပါတယ်။အဲ့ဒီနေ့ညကလမ်းမဘက်စီကခွေးဟူတန်တွေဟာစုံညံပွက်လို့ရိုက်လျက်ရှိနေပြီးတော်ရှည်တို့ဟာငြိမ်သက်စွာနဲ့အဲ့ရထက်မှာလဲလျောင်းလို့နေပါတယ်။ တကောင်ကျက်တော်အတန်းကိုတော့ကြားနေရပြီးတော့အိမ်သူအိမ်သားတွေဟာဒေါ်ရွှေတော့ကိုပြုစုနေရတာကြောင့်စစ်ရောလူပါပင်မန်းလို့အိမ်မောကြလျက်ရှိနေပါတယ်။ဒီတော့မှပဲဒေါ်ရွှေတော့ကအိယာထက်ကထလို့မိဖို့အကြောင်းပဲသွားလိုက်ပြီးချမင်းဟင်းနေကို ရှာဖေးစားတော့လိုက်ပါတယ်။ဒီနောက်အိယာမှာပြန်လဲလဲလျောင်းနေပြီးမနဲ့လင်းတဲ့အထိညကဒေါ်ရွှေတော့ထမင်းထပြီးစားတာကိုဘယ်သူမှမသိတလို့ရိတ်လေမရိပ်မိပါဘူး။မနဲ့လင်းလို့ချင်းမဖြစ်သူဟာ ထမင်းချက်ဖို့မိဖို့အကြောင်းကိုဝင်လိုက်ပြီးထမင်းအိုးဟင်းအိုးတွေဟာလက်ရပြက်နေတာဆိုတော့ကမန်းကရန်ဖွင့်ပြီးကြိတ်လိုက်ပါလေ။ကုန်ပါပြီတော်မနေ့ကခြံသားရဲ့ဟင်းတွေထမင်းတွေကုန်ပါပြီ။တင်ကျဆိုးခွင်းတာတွေညဒါကြောင့်စူနေကြတာကိုဒီနောက်မှာတော့ခွေးတွေခိုးစားတဲ့အချိန်နဲ့ပြောဆိုမြည်တုံလိုက်ပြီးရောက်ကမဖြစ်သူ စားနိုင်လို့စားနိုင်ညာစံမြူအိုးကိုတည်လိုက်ပါလေ။ချင်းမဖြစ်သူမကင်တဲ့ရဲ့မြည်တုံပြောဆိုတဲ့အချိန်ကြောင့်အိမ်သားတွေလည်းနိုးလာပြီးတာကြီးဖြစ်သူမောင်ထုံးအုပ်ကတော့ အိယာကနုံလို့ချင်းမိခင်တော်ရှည်တော့စီကိုတော်လိုက်ပါတယ်အမေနိုးနေပြီလားနေရထိုင်ရတာရောတက်တာလေနော်ကျင်နာယူရစောနဲ့နဖူးကိုဆန်းကမေးလိုက်ပြီးတော်ရှည်တော်တယောက်ကတော့မျက်စိကိုအဖွင့်ဖြင်းညင်းစွာခေါင်းငိမ်ပြပါတယ်မောင်တော်ဦးလေးမိခင်ကြီးအနာကခွာလို့မျက်နာတည်းတော်တိုက်ဖို့ထထသွားပြီးတော်ရွှေတော်တယောက်ကတော့မောင်ထုံးဦးကိုမျက်လုံးနဲ့ပြူကြောင်စွာနဲ့ကြိတ်ကကြံခဲ့ပါတယ် တော်ရှိတော်ရဲ့ကျမ်းမာကြီးက အရင်နှုန်းကထက်ပုံမကောင်းလာတယ်လို့အိမ်လိုအိမ်သားတွေထင်ကြပြီးအရင်နှုန်းကခြေလက်မလုံနိုင်တဲ့တော်ရှိတော်ဟာခြေလက်တွေလှုပ်နိုင်ပြီးတော့စကားမပြောနိုင်တဲ့တော်ရှိတော်တယောက်အခုတော့စကားတွေပြောနိုင်ပြီဖြစ်တာကြောင့်အားလုံးလည်းဝမ်းသာလို့နေပါလေအဲ့ဒီလိုနဲ့နှစ်လသုံးလလောက်ကြာသွားပြီးတော့နှစ်လသုံးလအတွင်းမှာတော်ရှိတော်ရဲ့ထူးခြားတဲ့လက္ခဏာကမျက်လုံးတွေညီရဲလို့နေတာပါကျင်းကြီးကျင်ငယ်လေးမတော်နေခင်းမဲ့အိမ်လိုအိမ်သားတွေကြွေတဲ့ ထမင်းဟင်းကိုလည်းဟုတ်ဒီပတိမစားပါဘူးအဲ့ဒါကြောင့်အိမ်သူအိမ်သားတွေဟာအစာမစားတာကြောင့်စီမက်သွားဝမ်းသွားတာလို့အမှတ်မထင်နေခဲ့ပါတယ်ဒါပေမဲ့ခက်တာကတော့မိဖို့ကြောင့်လည်းကထမင်းဟင်းတွေငပိအိုးတွေငပိတွေဟာပျောက်ပျောက်လို့နေပါတယ်တရက်မှာတော့ညဘက်တကောင်ရံချင်းအိုးတန်ပကန်းတန်ကြတော့မောင်ထုံးဦးကိုယ်တိုင်ထကြည့်လိုက်တော့ထမင်းဟင်းတွေကိုအာရပါရစားနေတယ်မိခင်ဖြစ်သူဒေါ်ရွှေတော့ကိုတွေ့လိုက်ပါတယ်အမေ ။ဘာလို့ညာလဲ။ဘိုက်သေးကစားတလူလူရှိတာနဲ့ထမင်းထစားနေတာပါ။ဒါရဲ့။အော်ထမင်းစားရင်နှုတ်ပေါ်မေယာ။ကဲကျွန်တော်ခုပြီးမယ်။ငါသားအိတ်နေပြီးမှတ်လို့ကွယ်။ဒေါ်ရွှေတော့ရဲ့ငင်းညူပြပြောင်းလာတဲ့စကားတန်ကြောင့်မောင်ထုံးဦးဟာဒေါ်ရွှေတော့ပေါ်မှာတင်းငါမကေမဖြစ်မိပဲ။ဒေါ်ရွှေတော့တယောက်စားတော့ပြီးတာနဲ့အိတ်ရထက်မှာပြန်လေလှင်းနေပါလေ။နောက်ပိုင်းမှာတော့မိခင်တော်ရှိတော်ရဲ့ထူးခြားချက်တွေကိုမောင်ထုံးဦးတတိထားမိလာပြီး မိခင်ဘက်မှာထမင်းဟင်းတွေကျွေးပြီးမဲ့လုံးဝမစားပဲညဘက်အချိန်မတော်ထထစားနေခြင်းဖြစ်ပြီးတော့ပို့ပြီးတော့ထူးကြတာဟာမိုးကုံကဏီကတိန်းထားတဲ့ငစင်ရိုင်းငပိအစိဝင်အိုးတွေဟာတော်ရွှေတော့အစိမ်းစားပြတာကြောင့်ဖင်ကက်လောက်သာကျန်တော့ပါလေငပိတွေကိုအစိမ်းစားနေတာကိုမောင်ထုံးဦးဟာမျက်စိနဲ့တက်အံနှစ်ကြိမ်သုံးကြိမ်လောက်မြင်ခဲ့ရတာကြောင့်စကားကြုံလိုက်မှာရွာတွေကလူကြီးတွေကို မောင်ထုံးဦးပြောမိပါလေရွာလူကြီးတွေက မောင်ထုံးဦးကိုအားနာတာကြောင့် ပြန်မပြောဘဲနေခဲ့ပြီးတနေ့မှာတော့อืมသူငါတို့ငငယ်ကကြားဘူးတယ်လို့ပဲမင်းမေဖုတ်ဝင်နေတာ ਨੇ တူတယ်ကွာဟာဦးကြီးကလည်းမဟုတ်ကဟုတ်ကပြောရမယ်ကျွန်တော်မေမှာကျွန်တော်မေအစ်စ်ပါဗျမောင်ထုံးဦးနဲ့ဆွေမျိုးမကင်းတို့ဦးကြီးသူရဲ့စကားကိုကြားခဲ့ရပြီမေမောင်ထုံးဦးဟာသူ့မေ ဖုတ်ဝင်ကြောင်ပြောတာကိုနည်းနည်းလေးမှမယုံကြည်ခဲ့ပါဘူးတနေ့မှာတော့ခီရင်းရွာကပျောကကုစရာဥပဘုတ္တရာ မောင်ထုံးဦးတို့အိမ်ရှိကဖြတ်သွားလိုက်ပြီးဒုံရှိတော့အိယာထက်မှလဲလျောင်းနေရကိုမြင်တွေ့လိုက်ပါတယ်။ဥပပုတ္တရာတေချာမှု ရှိသေးဖို့တဲ့ဦးလုံးမောင်ကိုနှုတ်ဆက်တလို့လို့နဲ့ဒုံရှိတော့ကိုလူမမအဖြစ်ဝင်မေးလိုက်ပါတယ်။ဒုံရှိတော့ကတော့ပယောကကုစီယာဥပပုကို မြင်တာနဲ့မလို့တဲ့မျက်နှာနဲ့တစ်ဖက်ကိုစောင်းငယ်လို့သွားပါတယ်။ဥပပုလည်းဒုံရှိတော့ကို ကြည့်ကတစ်ချက်ပြုံးလိုက်ပြီးကဲဦးလုံးမောင်ကျုပ်ပြောင်းမယ်ဗျာ။ခင်ဗျားလေခဏလိုက်ခင်အောင် ဒါနဲ့မောင်ထုံးဦးလည်းမမြင်ပါလားဗျနွားရီတော့ခဲ့တယ်ဗျကိုပါဘူးအင်းအင်းပြန်လာရင်တော့ရွာလူကြီးဥတအင်ကိုလွှတ်လိုက်ဗျနော်ဖယောကကူတဲ့ဆရာကြီးဥပါဘူးလေဒေါ်ရှိတော့ရဲ့ခင်မောဥလုံးမောင်ကိုခေါ်ဆောင်လို့လာပြီးတော့အဲ့ဒီလိုဒေါ်ရှိတော့ရဲ့သားမောင်ထုံးဦးကလည်းလိုက်ခဲ့ဖို့အတွက်မကင်တင်ကိုမှားခဲ့ပါလေလမ်းတော်ရင်နဲ့ဥပါဘူးနဲ့ဥလုံးမောင်တို့ဟာစကားမပြောပြပဲမောင်ထုံးဦးကလည်းဥပါဘူးတို့ရဲ့နောက်ကခတ်တုတ်တုတ်လေးလိုက်သွားခဲ့ပါလေဟာ အဘဦးနဲ့ဘာကြီးလုံးမောင်တို့တားပါပါလားအကြောင်းလူကိစ္စပေါ်လာပြီသူရဲ့ထိုင်ပါဗျာထိုင်ပါအိမ်မောဝောက်ကိုဝင်လာနေရောင်လူကြီးဥတာလာကစီးကြုံနှုတ်ဆက်လိုက်ပြီးဥပါဘူးတို့သုံးယောက်သားလေးအိမ်ရှိကကုပြစ်မှာထိုင်လိုက်ပါတယ်ကုပြစ်ကျမ်းမနှွေးမိမှာပဲဥပါဘူးကစတင်စကားဆိုလိုက်ပါတယ်ကဲဥလုံးမောင်နဲ့မောင်ထုံးကြီးအဘပြောရမှာတော့အားလာလေကွာမပြောလို့ကလည်းမဖြစ်ဘူးကွအဘဘူးကကျွန်တော်တို့တားဖောက်ကိုဗာမြန်ပြောကြရှိလို့လေပြောရရှိရင်ပြောပါ ဘာမှအာမနာပါနဲ့อืมမင်းမရဲ့ကိစ္စပါကွာအဘဘူးမပြောခင်တော့မင်းမရဲ့ကျမ်းမာရေးအခြေအနေနဲ့မင်းတို့မြင်တွေ့ရတာအားလုံးပြောပြပါအောင်အဘဘူးလေပုံမတိကြတေချာမှုရှိသေးပေါ့ဒေါ်ရှိတော့ရဲ့အခြေအနေမှန်ကိုမောင်ထုံးဦးစီကမင်းမြန်လိုက်တော့မောင်ထုံးဦးလေမိခင်ဒေါ်ရှိတော့နဲ့ပတ်သက်တဲ့မြဖြစ်ကြောင်းကိုယ်စင်ကိုပြောပြလိုက်ပါတယ်အေးဒါဆိုရင်တော့မင်းမေဖုတ်ဝင်နေတာတေချာနေပြီကွဗျာ ဦးလုံးမောင်နဲ့မောင်ထုံးဦးတို့တားပါနှစ်ယောက်တားလေပါဇက်အဟောင်းသားနဲ့အံ့အားတင်းတို့တော့ပါလေဟုတ်ရဲ့လားအဘဘူးရာအဘဘူးဟာတော်ရှည်တော့ဖုတ်ဝင်နေတဲ့အကြောင်းအခိုင်အမာပြောဆိုပြီးတော့ရောင်လူကြီးဥဒါကိုတက်တည်ထားလို့အစီအစဉ်လေးကိုပြောပြလိုက်ပါလေဦးလုံးမောင်နဲ့မောင်ထုံးဦးတို့လေအဘဘူးရဲ့အစီအစဉ်ကိုလက်ခံသဘောတူကြပါလေအမေကိုမယဲမနဲ့ဖိနေဖုတ်ထုတ်ပြီးမယ်ဆိုတော့စိတ်ချပါမောင်ထုံးဦးရဲ့ မင်းအမေကိုလက်ပြားနဲ့တော့မတွေ့ပါဘူးကွ။ဟုတ်ဒီတိမ်ဝင်ပရီကိုဆွတ်ရေမန်းမေဖြန်းပြီးမှပါကွ။မင်းတို့သဘောမတူဘူးဆိုရင်ပြဿနာဖြစ်မှာဆိုလို့ဥဒအိမ်မှာခေါ်ပြီးတော့ပြောရတာကွ။အဲ့ဒီလိုနဲ့အဘဘူးရဲ့အစီအစဉ်တိုင်းမှာရောဦးကျောင်းကအခေါင်းဟောင်းတစ်ခုကိုခါပိုင်းရွာကကာလာသားတွေရဲ့အခုညီနဲ့ဦးလုံးမောင်အင်းကိုယူသေးပြီးမိတိကျိုဖို့အတွက်တုတ်တံမှာထင်းနေကို စီစဉ်ခန်းလိုက်ပါတယ်။ဒီနောက်မှာတော့ဥပါဘူးနဲ့ဦးလုံးမောင်တို့တားပါလေ။ ရွာလူကြီးဥတာလာနေတူတော်ရှိတော်ရှိရာလာကြပြီးတော့တော်ရှိတော်အနာကိုသူတို့အဖွဲ့ရောက်သွားတဲ့အခါမှာတော့တော်ရှိတော်ခင်ဗျာချုံမွေးချငိုလိုက်ပြီးဒီတော့မှပဲအဘဘုကတော်ရှိတော်ကိုကြည်ကဝင်းနေတဲ့ဖုတ်ကိုစုံးမစကားပြောလိုက်ပါတယ်။ကဲငိုမနေနဲ့တော့အတင်လေဒီအင်းသားတွေကိုဒုက္ခပေးရတာကြာသွားပြီလေ။ဒီရွာမှာနေလို့မဖြစ်ဘူး။ငါပြုသည်မကုတော်အဖို့ပါကောအမြပေးဝေးတယ်။ကျွရလွရသွားပြီတော့ အဘာဘူးဟာတောက်ရည်တစ်ခွက်ကိုခက်ပြီးတော့ဒွတ်ဒွတ်နဲ့မန်းလိုက်ပြီးပရီးကိုအရင်စုပ်ပြီးလိုက်ပါတယ်။အဲဒီနောက်မှာတော့ရှီမန်းနဲ့ဒေါ်ရှီတို့ရဲ့ခန္ဓာကိုယ်ကိုပပြန်ပေးလိုက်ပြီးဒေါ်ရှီတို့ခင်ဗျာဘာမှပြန်မပြောတော့ဘဲနဲ့တင်းကြီးကြီးတညူညူလှုပ်လှုပ်လို့နေပါတယ်။အချိန်အနည်းငယ်ကြာမှတော်ရှိတော့ရဲ့ခနာကိုကြီးကငြိမ်သက်လို့သွားပြီးအဘဘုဖုတ်ထုတ်တာကိုကြည့်နေတဲ့ပရိသတ်တွေကလည်းငြိမ်သက်စွာနဲ့ကြည့်နေပါလေ။ဟာနော်လိုက်တော့ကွာ။ ဒေါ်ရှိတော့ရဲ့ခန္ဓာကိုယ်ကအသားအရည်တွေဟာရှိရွေးလို့နေပြီးတော့အပုံနဲ့တော့ထွက်နေတာနဲ့အနာမှရှိတဲ့ပြိတက်တွေဟာနှာခေါင်းကိုပိတ်လို့အံ့ဩခြင်းများစွာဖြစ်နေပါလေ။ဦးလုံးမောင်နဲ့မောင်ထုံးဦးတို့တားပါလေဒေါ်ရှိတော့ရဲ့ခန္ဓာကိုယ်ကြီးကို ကြည့်လို့နှင်တက်လို့နေပြီးဒီခါမှအဖဘုကသူ့ရဲ့အစီအစဉ်တိုင်းကလာသားတွေကိုခေါ်လိုက်ပါလေ။ကဲကဲကဲလာကြလာကြအခေါင်းကိုမြန်မြန်ယူခဲ့ကွယ်။ကဲဦးလုံးမောင်နဲ့မောင်ထုံးဦးတို့လေအံ့ဩဝမ်းနေမနေကြနဲ့။ တကြိုဘိုးကိစ္စစီစဉ်ရအောင်မေကွေဒေါ်ရှိတော့ဖုတ်ထုတ်လိုက်တာကိုတရွာလုံးကအုံအုံကြွကြဖြစ်သွားပြီးတမီးတွေကတော့အတန်ကိုအော်ကာငိုကြွေးလို့နေပါတယ်အလောင်းကိုတော့နေချင်းပြီးပဲချက်ချင်းတကြိုလိုက်ရပါတယ်ပြိတ္တတွေခုနဆင်ခဲ့ရတဲ့ဇလန်လေးကတော့ဖုတ်ဝင်ခဲ့ရတဲ့ဒေါ်ရှိတော့ဆိုတဲ့ဇလန်လေးပါဆက်လက်ပြီးတော့ပိတ္တဘောကမရောက်မီကဘုံဌာနရှာခဲ့ရသူဆိုတဲ့ဇလန်လေးကို တင်ဆက်ပေးတော့မှာဖြစ်ပါတယ်ဗျာ ဒုတိယကမ္ဘာစစ်မဖြစ်မီအချိန်ကဥပဖြူနဲ့ဒေါ်မြရှင်တို့မိသားစုဟာရှန်ကုန်မြို့မြင်းဒီကုန်းမှာနေထိုင်ပြီးတော့မညွတ်တင်တဲ့မညွတ်ရှင်အမည်ရှိတဲ့တမင်းနေရောက်ထွန်ကားခဲ့ပါတယ်။အဲဒီတုန်းကမြင်းဒီကုန်းဝိညာဉ်ဒေတာဟာစီကားချင်းမရှိသေးဘဲနဲ့တိုက်တာနေရင်အဆောက်အဦတွေကလည်းခက်ကြဲကြဲပဲရှိပါတယ်။အဲဒီလိုပဲတကြီးဝါကြီးတွေပေါက်ရောက်နေတာကြောင့်တောရကြီးတရွာတာတာဖြစ်ပြီးတော့တောလာဖို့တဲ့ကားစီးရဲ့ပမာဏကလွန်စွာကိုနေပါလှပါတယ်။ ဥပပြုလို့ဇနီးမောင်နဲ့ဟာအဲ့ဒီအရက်ဒေတာမှရှေတကုံဘုရားကိုရှေ့ကျင်ချောက်လို့မိဘကုံပစ္စည်းတွေကိုရောင်းချကာအတမွေးဝမ်းကြောင်းပြူကြပါတယ်။ဒေါမြရှင်ဟာဇွေလုံးလာရှိပြီးတော့မနေ့စောစောအိယာကထားလို့ထမင်းရင်းနေချက်ပြိုဈေးရောက်ပါတယ်။ဒေါမြရှင်ဟာရိုးသားသူကြိုးသားသူစေရနာပါသူပြီးပြီးပစ္စည်းကောင်းတွေကိုဈေးမှန်မှန်နဲ့ရောင်းချတာကြောင့်ဖျားဖို့ရင်ဈေးဝယ်လာတဲ့သူတွေနဲ့မိတ်ဆွေဖြစ်နေပါတယ်။စကားပြောကောင်းလို့ဖြစ်တာကြောင့် အနေနဲ့ရရကဖျားဖို့လာသူတွေနဲ့ခင်မင်းရင်းနှီးနေပြီးဖောက်တယ်လဲဖြစ်နေပါတယ်။အဲဒီလိုနဲ့စီပွားရေးဟာတရရတက်လာပြီးဒေါမြရှင်ဟာချမ်းသာလို့စိနေကြိုးစားခဲ့ရာအသက်အရွယ်ကထောက်လို့လာခဲ့ပါတယ်။စိတ်လိုကိုလူကမလိုက်နိုင်ပဲဖြစ်ခဲ့ပြီးတော့စီပွားရေးတက်လာပြီးမဲ့ကျမ်းမာရေးကတနေ့တကြာစုပ်ယုပ်လို့လာခဲ့ပါတယ်။အဲဒီလိုနဲ့နောက်ဆုံးမှာအိယာထက်ဘုံဘုံလဲသွားပြီးတော့ဆရာဝန်ကိုအိမ်ကုန်လို့ကုသလိမရှိတာနဲ့ ဗမာစင်းနေလားကုတာနေရပါတယ်ဖြက်စာအဖြစ်နဲ့စေးစရာစိုက်ခိုင်းတဲ့အသီးနှံတွေကိုမစားနိုင်တော့ပဲကျမ်းမာလုံးကဝါဝါဖြူဖြူရှိခဲ့တဲ့ဒေါမြရှင်အားဆိုတော့အယိုးရောအရေးဖုံးလေးရှိနေပြီ သူ့ရဲ့စကားတွေအားလည်းပြပြတတမရှိတော့ပါဘူးတနေ့တော့မနဲ့မှာတော့အမလီလာကြပါဦးအဖေမြင်မြင်လာပါဦးအမေအသက်မရှူတော့ဘူးအမေအမေတမီးကိုထားခဲ့ပြီလားအမေရေ ။တမင်းငယ်ရဲ့အော်ဟစ်တန်းကြောင့်ငိုတန်တွေကြောင့်ဥပဖြူတို့တအိမ်လုံးစုံညံလို့သွားပြီးတော့မိသားစုအားလုံးလည်းလှုပ်လှုပ်ရှားရှားဖြစ်သွားခဲ့ပါတယ်။ခင်မုံဖြစ်သူဥပဖြူကတော့ဇနီးတဲ့ကိုမျက်တော်မခက်ငေးဆိုင်ကြည့်နေပြီးအတန်ငယ်ကြာတော့မှ"ဩမြတ်ရှင်မြတ်ရှင်လူဘဝတတန်းစီအောင်တော့မหนีသွားရပါလားကွယ်"တော်မြရှင်ဟာသူ့ရဲ့စိတ်လိုတိုင်းပဲကြံတော်တုတ်တန်စီကိုရောက်နေပြီးတော့တုတ်တန်မှာ လှည့်လေကြည့်ရှုလို့နေပါတယ်။မြင်းနေရတည်တည်မှာတော့ကွေလွန်သူမိတ်ဆွေတင်ငယ်ဟာဆွေမျိုးတွေကိုတွေ့ရပြီးသူမမြင်ဘူးတဲ့မျက်နှာစိမ့်နေလေအများကြီးတွေ့ရပါတယ်။တချို့တွေကမျက်နှာပုံသဏ္ဍာန်သာတူညီပြီးတော့ခန္ဓာကိုယ်အစိပ်ပိုင်းတွေဟာပြောင်းလဲနေပြီးမိကျန်းရှိတဲ့အမွေးတွေတကူလုံးမှာအမွေးတွေပေါက်နေပြီးတော့ခြေသေးလက်သေးတွေစပင်ဖလာချလို့အဆွေတွေထွက်နေကြတဲ့သူတွေကိုလည်းဒေါ်မြရှင်တွေ့ရပါတယ်။သူတို့အနာကိုတော်လိုက်တော့ အားလုံးကနှင်ထုတ်ကြပြီးဒေါမြရှင်ကိုလက်ခံလိုတဲ့သူတယောက်မှမရှိပါဘူး။အဲ့ဒီအချိန်မှာဟေးမြရှင် နေစရာမရသေးဘူးလား။ဟောဟောကကိုကိုပင်အောင်မှာနင်တို့အတွက်နေစရာပေးနေတယ်။အဲ့ဒီကိုတွားတောင်းဟဲ့။ကိုကိုပင်ရဲ့အောက်မှာတော့နှကံမေကကရောင်တုံးနဲ့ကရောင်းကြိုက်ထားတဲ့လူကြီးဟာတရေတစေအစ်စ်တွေကိုနေရာချပေးနေပါလေ။တန်းစီနေကြတဲ့လူတွေဟာများပြားပြီးတော့ဒေါမြချင်းဟာနောက်ဆုံးမှတန်းစီသူဆိုတော့ သူ့နောက်မှာတယောက်မှမရှိပါဘူး။ဒေါ်မြရှင်ကိုအင်အားကြီးမားတဲ့သူတွေကမောင်းထုတ်ကြပြီးငယ်ရွယ်သူတွေကတော့နှုတ်ကနေတဖွားဖွားပြောဆိုကမကြည်မနဲ့ဖြစ်နေပါလေ။အဲ့ဒီအချိန်ကြီးဒေါ်မြရှင်ကနေရာရဖို့အချင်းချင်းစူးစမ်းပြီးဒေါ်မြရှင်ကိုတခြားသူတွေဟာလုံးဝခွင့်မပြုကြားလာတော့ဒေါ်မြရှင်ဟာစိတ်တဲ့ကြလို့သွားပါလေ။နောက်ဆုံးမှာတော့ဝိပုစင်ရဲ့ဝတ်ထားတဲ့အဖိုးအိုတယောက်ကိုဒေါ်မြရှင် တွေ့ရပြီးအဖိုးအိုက ဟေးကလေးမဒီကိုဘာလာလုပ်နေတာလဲကွယ်ဒီမှာနေရာရဖို့တန်းလာစီတာဗောအဖိုးရဲ့ကလေးမပြန်တော့ကွယ်ဒီနေရာနဲ့နင်းနေကဘာမှမဆိုင်ဘူးအိုးအဖိုးကလေနေရာမရရတဲ့အထဲဒုက္ခပါပဲတဲဒီကလေးမဘာမှမသိပဲနေရာလာယူနေတယ်ငါလှုပ်လိုက်ရပြပြောစူစူနဲ့တောင်ဝင်းနဲ့လက်ရိုက်တော့တုတ်တန်ပြင်းမဲ့ရောက်တဲ့ဒီအဖိုးအိုဟာတော်မြအရှင်ကိုလက်ရိုက်နေပြီးနောက်ဆုံးမှနေအိမ်ရောက်တော့မှအဖိုးအိုဟာရက်သွားခဲ့ပါတယ် ဒီခါမှာတော့ဒေါမြရှင်လေတတိမေပြောနေရကပြန်လဲအသက်ဝင်လာပြီးခင်မုံဖြစ်သူနဲ့တမီးတွေဟာဒေါမြရှင်တချက်တချက်ခြေလက်လေးတွေလှုပ်ရှားလာတော့ကိုတတိမထားမိပါဘူးရှင်ဤရှင်ပြေးကြပါတမီးရှင်ပြေးပါဟဲ့တမီးမိမိမတည်သေးဘူးဟဲ့ရေရေရေသွားခဲ့စမ်းဒေါမြရှင်ဟာပြေးလွန်လာရတာကြောင့်မုန်းနေပြီးတော့တပြေးပြင်းနဲ့အမောပြေးသွားပြီးဒေါမြရှင်တကယ်မတည်တော့ပါဘူး မျောနေရကပြန်လဲအသက်ဝင်လာပြီးနှစ်နာရီသုံးနာရီလောက်ကြာသွားပြီးတော့မိသားစုအားလုံးလည်းတရားကနေပြန်လဲရှင်းတန်းလာတဲ့ဒေါမြရှင်တွေဝမ်းသာလို့နေပါလေနောက်မှာတော့ကျမ်းမာလာတဲ့အခါမှာဒေါမြရှင်ကစီဝါရေးကိုအာယုံစိုက်တော့လောဘကြီးတဲ့စိတ်ဝင်တို့တဲ့စိတ်တွေကြောင့်တစီဘဝခိတရောက်ခဲ့ပြီမဲ့နေစရာ ရှာခဲ့ရတဲ့ကြောင်းအတိမိတ်ဆွေတွေကိုတပွားပွားပြောပြလေးရရှိနေပါလေပြိတ္တတွေခုနဆင်ခဲ့ရတဲ့ဇလန်လေးကတော့ ဆိုင်ရဲသူမောင်ခန့်ခန့်ရေးသားထားတယ်။ပိတ်တာဘောကမရောက်မီကဘုံဌာနရှာခဲ့ရသူဆိုတဲ့ဇာတ်လမ်းလေးပဲဖြစ်ပါတယ်။ဆက်လက်ပြီးတော့လည်းခုလိုမျိုးစိတ်ဝင်စားဖွယ်ရာဇာတ်လမ်းတွေကိုတင်ဆက်ပေးဖို့ရှိတာကြောင့်စောင့်မျှော်နာဆင်အားပေးကြပါအောင်ဗျာ။ပရိသတ်များအားလုံးပဲစိတ်ချမ်းသာခြင်း၊ကိုယ်ကြီးချမ်းသာခြင်းနဲ့ပြည့်စုံပြီးစီပါလက်လာပါများတိုးတက်ကြီးပွားကြပါစေဗျာ။